မင်္ဂလာညချမ်းပါခင်ဗျာနေပြီးတော့မိုးလေဝသနဲ့ဇလာပေတာညွှန်ကြားမှုစီဌာနမှာ2024ခုနှစ်မလ28ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00နာရီခွဲချိန်တန်တရာရှိခဲ့တဲ့အမြင့်ဆုံးဘူချိန်များမှာနေပြီးတော့ねရန်ကုန်မြို့တော်မှာ38ဒီဂရီဆယ်စီယက်100ဒီဂရီဖာရင်ဟိုက်စီနဲ့မန္တလေးမြို့မှာ39ဒီဂရီဆယ်စီယက်102ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ် ီကနေ့ညနေ6နာရီခွဲအချိန်မိုးလေဝသကြုံမှုမှာဖမ်းရရရှိတဲ့ပုံရမင်္ဂလာပင်လယ်ော်လယ်ပိုင်းမှာတည့်ရနေငယ်ဖြစ်တော်နေပြီကပလီပင်လယ်ပင်နဲ့ကြံမင်္ဂလာပင်လယ်ော်တို့မှာတည့်ရတင်တင်မှာတင်ထူတက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့ချင်းပြည်နယ်မှာမိုးရိမ်တောင်များဖြစ်ထုံမှုအောက်ကောက်နေပြီအဆိုပါမိုးရိမ်တောင်များရွေလျာရာနေရာတစ်လျှောက်မှာလေပြင်းများတိုက်ခတ်ခြင်းလေပြင်းနဲ့အတူထိကြုံခြင်း မိုးချိုးပြခြင်းလျှက်စီးလက်ခြင်းမိုးရီကျခြင်းနဲ့နေရာကွက်ကြားမိုးထိပ်ချုံရွာခြင်းစတဲ့မိုးလေဝသပစ္စည်းများဖြစ်ပေါ်နိုင်ပါတယ်။ကြံ့ဒေသတွေမှာတည့်ရတဲ့ငယ်မှာတည့်ရတဲ့အထင်ဖြစ်နေတာကိုတွေ့ရပါတယ်။မင်္ဂလာပင်လေရောခြေနေရတော့မင်္ဂလာပင်လေရောအလဲပိုင်းမှာတည့်ရတဲ့ငယ်ဖြစ်နေပြီးကပလီပင်လေပင်နဲ့ကြံမင်္ဂလာပင်လေရောတို့မှာတည့်ရတဲ့အထင်မှာတည်ယူတတ်နေပါတယ်။မြမပင်လေပင်မှာလှိုင်းနေငယ်မှာလှိုင်းအထင်အထင်ရှိပါမယ်။လှိုင်းမြမ မြန်မာကမ်းရံတချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ9ပေခန့်ရှိနိုင်ပါတယ်။မနက်ပြန်မွန်တဲ့ချိန်ထိခမန်းချက်များအနေနဲ့အရုံချစ်ပြည်နယ်မှာနေရာကြကြနဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနယ်တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးနှဲငယ်ထိပ်ချုံရွာနိုင်ပြီးရခိုင်ပြည်နယ်နေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတည့်ရတင့်တင့်ဖြစ်တော့ကအေရဝတန်ဒေသကြီးမှာအများအပြားတရားပါမယ်နေပြည်တော်နယ်နီဒဝိုင်မနေ့ပြန်အတွက်မိုးလေဝသအခြေအနေခမှတ်ကြမှာတည့်ရတင့်တင့်ဖြစ်တော့ပါမယ်အမြင့်ဆုံးအကူချိန်မှာ38ဒီဂရီဆက်စီယံ100ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးအကူချိန်မှာ22ဒီဂရီဆက်စီယံ90ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီးတဝိုင်းမနေ့ပြန်အတွက်မိုးလေဝသအခြေအနေခမှတ်ကြမှာလည်း တရတင်တင်ဖြစ်တော့မှာပဲအမြင့်ဆုံးဘူးချိန်မှာ39ဒီဂရီဆက်စီယက်102ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာလည်း22ဒီဂရီဆက်စီယက်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်အနီးတစ်ဝိုက်မနက်ပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းတရတင်တင်ဖြစ်တော့မှာပဲအမြင့်ဆုံးဘူးချိန်မှာလည်း39ဒီဂရီဆက်စီယက်102ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ် နောက်နေ့ရက်အတွက်ခမန်းချက်အနေနဲ့ရတော့နေပြီးတော့စကိုင်းတန်ဒီတာကြီးအောက်ပိုင်းမန္တလေးတန်ဒီတာကြီးမကွေးတန်ဒီတာကြီးပဲခူးတန်ဒီတာကြီးအေရော်တန်ဒီတာကြီးနဲ့ရန်ကုန်တန်ဒီတာကြီးတို့မှာနေ့ပူချိန်များအနေငယ်တိုးလာနိုင်ပါတယ်2024ခုနှစ်အေဗီလာအတွင်းဖြစ်ပေါ်လာနိုင်တဲ့အဲနီညိုအခြေအနေတွေအီကွေဒါနေရှိအပူပိုင်းပစိဖိတ်ဒီမိုတရားရဲ့ပင်လယ်မျက်နှာပြင်ပူချိန်နဲ့လေထုပစ္စည်းများမှာအာတင်တင်မှာအားနည်းငယ်ရှိတဲ့အဲနီညိုအခြေအနေမှာရှိနေပါတယ် နိုင်ငံကမိုးလေဝသဌာနများရဲ့တင်ချပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ2024ခုနှစ်အပိလအတွင်းအားနိုင်ငံရှိတဲ့အနီညိုခြေနေသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။အနီညိုဖြစ်စဉ်ဟာပစိဖိတ်ဒီမိုတရာမှာဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်တော်လဲအဆိုပါအနီညိုဖြစ်စဉ်ကြောင့်အကျိုးတရားမှုမှာရေဘူးရာအဖြစ်မိုးရွာသွန်းမှုမမှန်ခြင်းနေ့အပူချိန်များမြင့်မားခြင်းငုံတိုင်းဖြစ်ပေါ်မှုများမမှန်ခြင်းမိုးကောင်ရေရှားခြင်းစတဲ့အစွမ်းရမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါတယ်။ တို့ဖြစ်ပါ၍မိမိတို့တက်ဆိုင်ရာကဏ္ဍများအလိုက်ကြိုတင်ပြင်ဆင်နိုင်ကြပါယံအတိပေးအပ်ပါတယ်။အရင်ညိုဖြစ်ပေါ်မှုနဲ့ပတ်သက်တဲ့အခြေအနေများအားအချိန်နဲ့တပြေးညီဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။အခုနေပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတရတိများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။